အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ Chelsea အသင်းကဒါတိတိတသားအားနည်းနေတဲ့ခံစစ်ပိုင်းကိုအားဖြည့်ဖို့အတွက်လာမယ့်ຫນွေရာသီမှာ Wayne Senior နောက်ခံလူတွေကိုပါပြန်ခေါ်ဖို့လုပ်နေတယ်ကျွန်တော်အားလုံးသိထားပြီးသားအသင်းပိုင်ရှင်တွေကဒီဆောင်းရာသီမှာဂိုဒမာယောနောက်ခံလူရောမခေါ်ဘူးຫນွေရာသီမှာပဲခေါ်ယူမယ်လို့အတည်ပြုထားတဲ့အချိန်မှာဒီဆောင်းရာသီဈေးကွက်မှာပိတ်သက်အများစုကနောက်ခံလူလိုချင်တဲ့ ဒါပေမဲ့အခုလက်ရှိမှာ Chelsea ကဘလို့ဖြစ်လဲဆိုတော့ senior နောက်ခံလူတစ်ယောက်နဲ့အရေးသွင်းမြင့်တဲ့နောက်ခံလူတစ်ယောက်သူတို့ကဘလို့ပြောမလဲ center back တော့ခေါ်ကျင်တယ်ငွေအများကြီးထပ်မသုံးကျင်ဘူးဘာလို့ဆိုတော့ Wesley Fofana ကို Chelsea ကတန်း80လောက်သုံးခဲ့တယ် Bardia ရှိလဲတန်း40ကျော်50နီးပါးသုံးလို့ Axel De Sic မှာလဲ40လောက်ကုန်ထားတာဆိုတော့ Chalobah ကတော့ home ground player ဖြစ်လို့ပြဿနာမရှိပေမဲ့ဒါသူတို့ဘက်ကထိုးစင်က free ရထားတယ်ဆိုတော့ အဲ့ဆန်တဲ့ဘက်အတွက်ချက်စီကပတ်စံအများကြီးမသုံးချင်ဘူးတခါဂိုးသမားပိုစီရှင်အတွက်လဲဒါသူတို့ကမိုက်မန်ညိုတို့မာအန်ဒရီတက်စီကန်တက်စီကန်ကတော့ခုလောလောဆယ်ကဘက်ရှစ်တက်ကိုပို့ပြီးဒါစိတ်ဝင်စားတဲ့အချိန်မှာမိုက်မန်ညိုကသူတို့တော်တော်လေးသဘောကျတယ်ဂျူဗန်တက်ရှိတယ်ဘိုင်မြူနစ်ရှိတယ်အခုချက်စီရှိတယ်ဆိုတော့ချက်စီပိုင်ရှင်တွေကပိတ်သက်တဲ့အားလုံးကခန်စစ်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 အခုလောလောဆယ်မှာနီးပြရဲ့ first strike ကဒီချာလိုပါနဲ့ တစ်ဖက်ကဖူဖာနာ တကယ်လို့လီဗိုင်ခိုးဝဲတာနောက်2လ3လ3လကျော်4လအတွင်းမှာပြန်လာပြီဆိုရင်တေးကြတဲ့ခိုးဝဲနဲ့ချလိုပါဖြစ်ဖို့ရှိတယ်ဆိုအဲ့နေရာမှာနီးပြကဒါနောက်ထပ်ဆန်တဘတ်တယောက်ထပ်ခေါ်တာထက်တခြား position တွေကိုသူတို့ငွေသုံးကျင်အခုလာဗီယာကိုသူတို့ထုတ်ဖို့ဆန္ဒရှိနေပြီ ဒါလာဗီယာကိုထုတ်ဖို့ဆန္ဒရှိတယ်ဒီနေရာမှာအစားထိုးမဲ့သူတယောက်သူတို့ကြည်နေတဲ့အချိန်မှာချက်ဆီအသင်းပိုင်ရှင်တွေကဒါတီယာဂိုဆီလ်ဘာကိုခေါ်ယူခဲ့တယ်လို့မျိုးလက်ရှိဘက်လိုင်းမှာစီနီယာအတွေ့အကြုံရှိတဲ့ဝါရင်နောက်ခံလူတွေကိုပဲသူအစားဖြည့်ချင်တယ်ဆိုတော့သူတို့ကဘာလို့လဲတီယာဂိုဆီလ်ဘာကိုအသက်35နှစ်တုန်းကချက်ဆီပိုင်ရှင်တွေခေါ်ယူခဲ့တဲ့ပုံစံအတိုင်းအခုအန်တိုနီယိုရူဒီဂါကိုတကြောပြန်ခေါ်ခြင်းတယ်အန်တိုနီယိုရူဒီဂါကချက်ဆီရဲ့ခံစစ်ကြောင်းမှာအမတန်အားကိုးရတဲ့ ်ဒါဒီခံစည်းမှုတယောက်ဖြစ်ပြီးတော့ဒါဒီကစားမကအခုလက်ရှိအနေထားရာယာဒီကုံမာကလပ်ကထွက်ပြီးအန်တိုနီယိုရူဒီဂါကအသက်30နှစ်ပဲရှိတယ် သူကချယ်ဆီကနေ2022ခုနှစ်မှာရယ်မက်ဒရစ်ကိုပြောင်းရွှေ့သွားခဲ့ပြီးတော့ရယ်မက်ဒရစ်အသင်းမှာဥရောပချန်ပီယံလိနဲ့ဆူပလာတွေများစွာရယူထားသူဖြစ်တယ်ဆိုတော့ချယ်ဆီကဘလို့ပြန်လုပ်မလဲဆိုတော့အန်တိုနီယိုရူဒီဂါကိုတကြော့ခံခေါ်ခြင်းနဲ့ရူဒီဂါကချယ်ဆီအသင်းကို2019ခုနှစ်မှာရိုမာအသင်းကပြောင်းခဲ့တာအဲဒီတော့ကပေါင်28သန်း29သန်းပေါ့လေသူရောက်လာတဲ့အချိန်မှာအရင်ချေစွမ်းမပြဘူးကောင်းလိုက်မကောင်းလိုက်နဲ့နောက် front lambert လက်ထက်ထုတ်လမ်းဘက်မှာလည်းသူအရန်ပဲ အဲ့မှာ Thomas Tuchel လက်ထက်မှာအရန်ကောင်းတဲ့ခံစစ်မှုဖြစ်သွားတယ်အဲတော့ကဟိုကတ်ဇူမာတောင် first try ဖြစ်တာအဲ့ကနေမှစ2022ခုနှစ်မှာ Chelsea နဲ့စာချုပ်တက်တန်းကုန်ပြီးတဲ့အချိန်မှာ Real Madrid ကိုအလွတ်နဲ့ပြောင်းသွားပြီးတော့အခုအသက်32နှစ်ရှိပြီ Madrid ကအာလာအာလာဘာကိုလည်းထွက်ခွင့်ပေးမယ် Antonio Riga ကိုလည်းထွက်ခွင့်ပေးမယ်။နောက်တစ်ဖက်က David Danny Carvajal ကိုလည်းထွက်ခွင့်ပေးတဲ့အချိန်မှာ Alaba လို့ပဲအခုရူဒီကာထွက်မယ်။ဘာလို့လဲဆိုတော့သူတို့ကဒင်းဟော်ဆန်ရှိတယ်၊ရာဟူအဆန်စီယိုရှိတယ်၊အက်ဒမီလီထောင်းရှိတယ်၊နိုယာတီမာသူတို့ရဲ့ခံစစ်ကခနာတီပဲဖြစ်ဖြစ်ဥပမခါတို့ပဲဖြစ်ဖြစ်ဆန်နာဘတ်တယောက်ယောက်ကိုသူတို့အလွတ်နဲ့ရမယ်လို့မျှော်လင့်ထားတဲ့အတွက်ရယ်မက်ဒရစ်ကထွက်ခွင့်ပေးမှာ။ဆိုတော့တီယာဂိုဆီလ်ဗာကို35နှစ်အရွယ်တုန်းကခေါ်ယူခဲ့တဲ့ပုံစံတိုင်းလီဗိုက်ခိုးဝဲရဲ့ထိုးစင်ရဲ့ဖိုဖာနာရဲ့ချာလိုပါတို့လိုကစားမတွေကိုလီလုံမဲ့ဝါရင့်စီနီယာနောက်ခံတယောက်ကိုချက်စီရှာနေတဲ့အတွက်ကြောင့် ရူရီဂါဟာသူတို့တို့ကပိုကောင်းတဲ့ကစားမရူရီဂါ injury အခုနောက်ပိုင်းမှာနည်းနည်းဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ pace နဲ့သူ့ရဲ့ aggressive ဖြစ်ပုံ Premier League မှာလည်း proven ဖြစ်ပြီးသားခံစင်မှုတယောက်ဖြစ်တယ် Chelsea နဲ့လည်းဥရောပ Champions League ဖလာရထားတဲ့သူတယောက်တွက်တယောက်ကျွန်တော်ထင်တော့ Chelsea တွက်ကကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုပဲအသက်တော်နေကြီးတာပေါ့လေ Chelsea policy ကအသက်ကြီးတဲ့ကစားမတွေခေါ်လိခေါ်တာမရှိပေမဲ့အခု Chelsea က Antonio Riga ကို Real Madrid ကအလွတ်နဲ့ထွက်တာနဲ့နွေရာသီမှာတယောက် Silva လို့ပုံစံမျိုးပြန်ခေါ်ဖို့ရှိပြီးတော့ဆောင်းရာသီမှာတော့ Godoma နဲ့ ောက်ခံလူကိုမခေါ်ဘဲနွေရာသီမခေါ်ဖို့လုပ်မယ်ဒီကြားထဲမှာချယ်ဆီကအခုအခြားပိုဇီရှင်တွေက Vinicius Junior တို့ Antoine Semenyo တို့ဒီလိုကစားမတွေအတန်ထွက်သလိုကွင်းလယ်မှာ Adam Warden ကိုပါသူတို့သဘောချနေတယ်အဓိကက Lavia ထုတ်ရင် Warden ကိုပါသဘောချတယ်ဆိုတော့ဒါကတော့အခုလောလောဆယ်မှာ Chelsea အနေနဲ့ခံစင်မှုတွေကို အခြား ဥစမာနီဒီယာမန်ဒီတို့အဲမာဂေဟီတို့လည်းသူတို့လှင့်ထဲမှာရှိပေမဲ့ရူဒီဂါကိုပို့သဘောကျအဓိက leadership ပိုင်းမှာလိုအပ်တယ်လို့ Chelsea ကယူဆတဲ့အတွက်ကြောင့်မို့လို့ဒါကအခုလောလောဆယ် Chelsea ရဲ့ပေးသက်တယ်ဘယ်လိုမြင်ကြလဲ Antonio Rudiger ဆိုရင်ကိုယ်တော်မိုက်မန်ညိုဆိုရင်တော့ဘယ်လိုမြင်လဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအလုံးကျေးဇူးတင်ပါတယ်